ဖိဖိအခုနေရကြတော့တွေ့ရော်လေလိုက်ပြီးတော့လည်းနေရကြပြီဘောတော့လည်းထိွားကတော့ဖိငိုရဲစင်းလိုက်ဆိုပုံကလည်းအဲ့လိုလိုက်ပြီးတော့နေရကြပြီဘောနော်ဟုတ်တယ်အဲ့ခါကျရင်စင်းပေါ်ကအဲ့လိုပတ်ပြေးွားခဏအေးစင်မကြည့်နိုင်ဘူးဆိုပြီးတော့ပေါ့ကောတိုင်းရှိုးလေးဟိုဘက်မှာသွားပြီးတော့ငိုရပါဘောဒါပေမဲ့တော့ပြောပြတော့ဖိဖိအဲ့လိုစိတ်စိတ်ညစ်မှာဆိုလို့ပေါ့ကောပဲကတ်တိုးလေးကောက်ငိုပြီးတော့အဲ့ဒါအဲမျက်ရည်ပိုင်းတုတ်ပြီးတော့ပြန်လာပေါ့အဲ့လို character ကိုတော့ပုံချင်မှာပို့ပြီးတော့ကြိုက်တာပေါ့နော်။ဒီကျုပ်ဆောင်မှုအဲ့တော့ရိုက်ကွင်းမှာကြည့်ရတယ်မဟုတ်ဘူး။ဖေဖေအခုလက်ရည်ကြတာကိုတွေ့တော့လေ။လိုက်ပြီးတော့လည်းလက်ရည်ကြပြီပေါ့နော်။တီဝါကတော့ပေငိုးရဲစင်းလိုက်ဆိုပုံကလည်းလိုက်ပြီးတော့မိရကြတယ်ပေါ့နော်။ဖေကတော့အရင်ကဟိုဖေဘုံမပါလဲပေါ့နော်။ဖေဖေကြောက်တဲ့ရှင်တင်သွားပြီးတော့ရိုက် ါဒါကတော့ပြပြရတော့မုံတို့ပန့်ပိုးစရာမလိုဘူးပေါ့နော်ဒါပေမဲ့မုံလည်းအတက်နိုင်သလောက်ဟိုလုံးနိုင်သလောက်ပေါ့နော်ပြပြလိုက်ပိုးပိုင်းညာတော့လုံးပေးပြပိုင်းဟုတ်တယ်အခါကျဆင်းပွားလို့ပတ်ပြေးဟွာခဏအိတ်စင်မကြည့်နိုင်ဘူးဆိုပြီးတော့ပေါ့ကောဒိုင်းရှိုးလေးဟိုဘက်မှာသွားပြီးတော့ငိုနေရပေါ့ပြပြတော့ပြောပြတော့ပြပြအဲ့လိုစိတ်စိတ်ညစ်မှာဆိုလို့ပေါ့ကောပဲကတ်တိုးလေးကောက်ငိုပြီးတော့အဲမျက်ရည်ပိုင်းတုတ်ပြီးတော့ပြန်လာပေါ့အဲ့လို ဒါ trailer ကြည့်ရင်တော့သိမှာပေါ့နော် trailer မှာတဲ့ပြပြရဲ့အဲ့လို acting တွေဆိုတာအမုံအဖေမပြောတော့မှာပေါ့နော်ကြိုက်တယ်ပေါ့နော်ဟိုလူကိုယ်တိုင်လည်းဒါပြပြကိုတဘာဝမင်းသားကြီးဆိုပြီးတော့ပြည့်တတ်တရားလည်းပြောပြပေးရရှိလဲဆိုတော့ပုံလည်းအရန်ဟိုမှာသာပါရဲ့လို့ဒီကားမှာဆိုတော်တော်လေးပြင်ပန်းတယ်ပေါ့နော်ဖေဖေတို့ကပြင်ပန်းတယ်ပုံတို့ကကြတော့ဒီန်ပေါ်ပေါ်ပပလေးပဲရိုက်ခဲ့ရဆိုလေဖေတို့ဘက်ဘိုင်းအားကြတော့ပို့ပြီးတော့နည်းနည်း serious သွားမှာပေါ့နော် ော်ဘယ်ကြာအဲ့လိုတဘာဝအကြအောင်ပေါ့နော်တုံးဆောင်တာဟိုပဲအရင်ဆုံးဟိုလိုကသင်ရမှာပေါ့နော်ဖိဖိစီကအများကြီးပေါ့သင်တာရိုက်ကွင်းနေပါတယ်ဆိုတော့အကုန်လိုက်ကြည့်ဘူးဝိုင်းဆိုတော့လေအားမလို့အားမရဖြစ်တယ်ဖိဖိကမပြောဘူးသမီးအဲ့လိုစိတ်ညစ်ပါဆိုလို့ပေါ့အဲ့လိုရန်ချစ်တယ်ပေါ့နော်ချစ်ချစ်တော့တိတ်မပြောဘူးပေါ့မိုင်းပေါ့ပြောဘူးအဲ့လိုမုံလုံးနိုင်သလောက်ပေါ့အဲမုံပျော်တာလို့ထိုက်တာလို့အဲ့လိုလားเนี่ยมาเดดดี้สเกลไปเดดดี้สเกลป่ะ ပပပပချစ်တဲ့သမီးလေးရောနေရောဘယ်နေရောအပါလေအရန်ဂယူးဆိုင်တယ်ပပကသူ့ကိုယူးဆိုင်တာထက်မြင်တာတော့သူ့ပပကိုပို့ပြီးတော့ဂယူးဆိုင်တယ်ညဘက်ဆိုရင်လေဦးကျော်ကနည်းနည်းလေးပေါ့အဲ့လိုမျိုးနှလုံးနည်းနည်းလေးထောင်းနိုင်ပါရှိသူလုံးဝတစ်ချက်ကတော့ပြောက်မခံဘူးလက်ကြီးဆွဲပြီးတော့ကြိလိုက်ဦးကျော်ပြတာမှသူအမြဲရှိရဲ့ ဲ့လိုမျိုးပြောရချစ်တဲ့သမီးတွေတော့ငဲချစ်တယ်ရှူတင်လိုက်သူမပါမပေးဘူးတကယ်ကြီးတွေမှာအပြင်သားကိုဖုန်းဆက်ခေါ်မယ်ဆိုပြီးပြင်နေရှူတင်မှာရှူတင်မဲ့အမြဲလိုက်တယ်ကွာသူအရင်ချက်မခံတာတော့တကယ်ငငယ်တည်းရမယ်ဆိုမှဟိုမျိုးစကားကြီးပါရဆိုရင်လည်းဟုတ်ပါရဲ့အခုခေတ်နဲ့သမီးစကားကြီးပါဆိုဘို့ဆိုလို့ရှိရင်တော့အမြဲရဘူးသီးတော့ကြာပါရဲ့အဲ့လိုလေးအာဘုန်းတော်ပို့ပြီးအားကြရရဲ့အဲ့ဆိုရင်ပုံမှန်ဆိုပေါ့နော်တိတ်ပြီးတော့ ိတ်ပြီးတော့ဟိုမဖြစ်ဘူးပေါ့နော်ဘယ်လိုပြောရမလဲအဖေကိုအလောက်ကြီးကြီးမဆိုင်နိုင်ဘူးအဖေကိုအလောက်ကြီးကြီးမဆိုင်နိုင်ဘူးခင်းနဲ့ရှိနေတဲ့ခြေလောက်ပဲပေါ့နော်မော်တာအဲ့လိုမျိုးမဟုတ်ဘူးအဖေပဲတော်တော်အနောက်ကနေတကောက်ကောက်ပါတဲ့အပြုံမှာရှူတင်ဆိုရင်ဟိုမိတ်ကပ်ဒီပါးထက်ကိုမော်တာမိတ်ကပ်ပဲကြော်ရဲ့ဘင်းနာနေလောက်ချက်လောက်ချက်ကိုချွေးလေးထွက်တာစားလိုက်တော့ view site ကျတော့သူ့ကိုကိုအားကြရတယ်သူ့လိုမျိုးအဖေကိုဒီချက်ပို့ပြီး view site နေတယ်တမီးဖြစ်ချင်တယ်ဖေဖေကတော့အဲ့လိုမျိုးပြောထားတော့ပေါ့နော်ဖေဖေကတမီးပြောရလို့ဆိုတော့တမီးလည်းစိတ်ချမ်းသာကိုစိတ်ချမ်းသာပဲယူနေပြန်မှာရှိတယ်ဒါပေမဲ့ ဖေသူမြောက်လို့ဖေဖေနားမှာပဲရှိမှာပေါ့အဲဆိုပြောရရင်အရာအလုံးကဖေဖေရပထမပဲဟုတ်ပါရဲ့တောင်လေးနဲ့ရှိတယ်။အောင်လေးနဲ့ရှိအောင်တောင်ကောင်းလိုက်တာ။ရန်နေကောင်းဘူးလေ။အဲ့တော့မှပဲစဉ်းစားတော့ပဲ။ဘာမှမတွေ့သေးဘူး။ဘာလို့မတွေ့သေးဘူး။ခုကဖေဖေပဲ။ချက်မချင်လေ။ရန်။ဘာကဘလို့ရွေးချက်မချင်လဲ။အဲ။သူရွေးချက်မဲ့လူဆိုရင်တော့သူကအဲ့လိုမျိုးနည်းမိဘကိုတိတက်တဲ့သူမျိုးသားမျိုးတွေပဲရွေးချက်မဲ့ချင်တယ်။သူကလည်းမိဘကိုတိတက်တာဆိုတာလေ။အဲ့လိုမျိုးပေါ့။ ိဘကိုတည်တတ်မဲ့သားမျိုးတွေပဲယူချက်မဲ့တင်ပါပြီးတော့သူ့မိဘကိုလည်းတည်တတ်မဲ့သားမျိုးတွေယူချက်မဲ့တင်ပါမင်းသားကတော့ဒီကားပေါ့ဆလိုက်တဲ့ကဘုံတို့ဒီတော့စိတ်ဆိုင်ရဲ့ကဘုံတို့မျိုးရှူတင်ပါရဲ့ကနော်ဟုတ်တယ်ဟုတ်တယ် ဘီ site ကလည်းအရန်တူပဲပြီးတော့ပေါင်းပူးပွင့်လင်းလင်းနေတက်တယ်ပေါ့နော်တချို့ကဟာဒီရုပ်ရှင်တွေကတချို့မင်းမင်းမင်းသားကြီးကြတယ်နည်းနည်းပေါ့မင်းမီဆိုရပုံနဲ့နည်းနည်းလေးချိန်နေရမြေပိုင်ရှိအဲ့လိုမျိုးကြအဲ့လိုမျိုးမဟုတ်ဘူးတွေ့ရတယ်ပေါ့ပါပဲ shooting မှာမတွေ့နိုင်အောင်အပြင်မှာတက်တက်ချင်းမျိုးတွေ့ပြီးတော့ခွီရဆိုတော့အရန်ခင်ကြပါရဲ့ပြောအဲ့ရပြောရဲ့ဟာယူတော့ခွီရသူကရခွီစရာမလိုဘူးတော့ဘေးနာထိုင်ခွီရဆိုအဲ့ရလောက်ရတယ်ခွီရအဲ့လိုမျိုးဖြစ်တာဟုတ်လားမောစကားသိမ့်မပြောဒါပေမဲ့အဲ့ရပြောရဲ့ပေါ့နော်ပြောတော့လိုက်တော့လိုက်ရတာပေါ့တယောက်ကပြောတယောက်ကနားထောင်ရဲ့အဲ့လိုမျိုးလိုက်ပေးစီရတော့ရေးရဲ့အဖေရဲ့အဆူက ကိုပေါ်ပါပါပဲတငယ်ချင်းတွေ၃ယောက်ဆိုပြီးတော့အဲ့လိုမျိုးပေါ့နော်။ဟုတ်ဘေးနားကနေအမြဲမမရမမရက်ကြည့်ပေးတဲ့တငယ်ချင်းပေါ့။အဲညီမတို့ကဒီပေါ့နော်ရိုက်ခွေးကိစ္စတွေပဲမဟုတ်ဘူး။ဒီမှာ family ပဲဖြစ်ဖြစ်ဒီတငယ်ချင်းအကြောင်းပဲဖြစ်ဘူး။အကြောင်းပဲဖြစ် timing ဖြစ်တယ်ပေါ့နော်။အကြောင်းတွေကြအကျန်နေဖြစ်ဖြစ်ပါရဲ့အဲ့လိုမျိုး။ညာဘက်ဆိုလဲသူဖြစ်ချင်းလို့မရတော့အကြောင်းရတယ်ဆိုအဲ့လိုဖုန်းဆက်တာမျိုးအဲ့ဒီအဲ့လိုမျိုးခေါင်းချုပ်နေပြီဆိုသူဖုန်းဆက်တာမျိုးအဲ့လိုမျိုးရှိရဲ။အဲ့တော့ညောက်ကလူတွေတွေတွေပါပဲပြန်မှာတော့။အဲသူတို့စီလာကြည့်လို့ရှင်ဘုံတို့ဒါရွှေရှင်ကြည်ရဲ့အလှလေးပေါ့နော်။ ကျွာ thing correction ကလုပ်ပါလို့ပါရဲ့ဟိုလိုရွှေရှင်လာကြည့်လို့ရှိလို့ရှိရင်လူရန်ပြီးသားတဲ့ခင်ဗျာဘောတော့ကုတ်တော့ပါပြီးတော့လူတို့လူတိုင်းပါရဲ့ဆိုတော့